ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ဒုစရိုက်တွေကိုဥပဒေနဲ့အညီရဲဝံပြတ်သားစွာဖမ်းဆီးအရေးယူဖို့နဲ့ပြည်သူတွေကိုတရက်ခံလို့မဆက်ဆံကြဖို့နေပြည်တော်ကောင်စီဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်ဒီသတင်းကိုတော့အောင်ကိုကိုလက်ပေးပို့ထားပါတယ်ရှင်ပြည်သူလူထုကိုရဲတပ်ဖွဲ့တစ်ခုလုံးရဲ့မိဘဆွေမျိုးမိတ်ဆွေလိုသဘောထားပြီးဒူးစရိုက်တွေကိုဥပဒေနဲ့အညီရဲဝံပြတ်သားစာဖမ်းဆီးအရေးယူနိုင်ဖို့နဲ့ပြည်သူလူထုကိုတရားခံလို့မဆက်ဆံကြဖို့ကိုနေပြည်တော်ကောင်စီဥက္ကဋ္ဌကအခုလိုမှာကြားခဲ့တာပါ။မြင်းစစ်လို့ရဲတပ်ဖွဲ့ကိုပါကြားလိုက်တာ ပေါင်းမှုရှိတဲ့ကိုဥပဒေနဲ့ရဲရင်ပြတ်သားစွာအစီအစဉ်ယူလာမှာဖြစ်တယ်။ယူသားဖြောင်းမှတ်ပြီးပြင်းစင်တဲ့ဒီလူမျိုးအားစုကြီးကိုတော့ခုဒီပါစီမျိုးတွေကိုဘိစီအောင်တင်းမျိုးဘောထပြုံးမှာတရားဥပဒေစိုးရိမ်အောင်အောက်ရဲ့အကြံ ဒါအပြင်ရတက်ဖွဲ့ဝင်တွေအနေနဲ့တာဝန်ကျေယုံမဟုတ်ပဲပြည်သူလူထုယုံကြည်လက်ခံအားပေးထောက်ခံလာအောင်ကြိုးပမ်းဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါသေးတယ်။ တရားဥပဒေစိုးမိုးရေးနှင့်မူကင်းကြဆင်းရေးအတွက်ရက်တရစီမံချက်အတွင်းဆောင်ရွက်လုပ်ကိုင်မည့်အစီအမံတွေကိုမေလ12ရက်နေ့ကနေပြည်တော်ပြည်မနာမင်္ဂလာဗျူဟာသာသနာ့ဘိမ့်မှမင်္ဂလာခမ်းမတက်မှာတက်ဆိုင်ရာဌာနတွေကတာဝန်ရှိသူတွေကရှင်းလင်းတင်ပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းမှာပြည်သူတွေလုံခြုံရေးအတွက်တရားဥပဒေစိုးမိုးရေးနှင့်မူကင်းကြဆင်းရေးတွေကိုနယ်မြေရဲကင်းတွေတိုးချဲ့ဖွင့်လှစ်ခြင်းလှည့်ကင်းတွေတိုးမြင့်ချထားခြင်းနဲ့အခြားလုံခြုံရေးဆိုင်ရာအထောက်အကူပစ္စည်းတွေကိုတိုးချဲ့ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ရဲမှူးကြီးဦးကိုကောင်ကအခုလိုပြောဆိုပါတယ်။အဓိကတော့ ာဒီလက်ကင်းနေအရင်နဲ့ပို့ပြီးတော့ပို့ပြီးတော့တိုးပြီးချာမယ်နောက်ကျွန်တော်လုံလုံရေးပိုင်းနေမှာရင်တော့ရေတည့်ရင်နေရကျွန်တော်ဓာတ်ရိုက်မှုကင်းကြစေးမှာမပါဘူးသို့တော့ကျွန်တော်ကဒီရေတည့်ရင်နေမှာလည်းကျွန်တော်တို့အထက်ထဏတင်ပြပြီးတော့ဒီရေတည့်ရင်ပေါ့သူတို့လုံလုံရေးတက်ဖို့ကိုခေါ်တာပေါ့နော်သူတို့စီကလည်းအင်အားတွေယူပြီးတော့လိုအပ်တဲ့နေရာတွေမှာကျွန်တော်လက်ကင်းနေရက်ကင်းနေလုပ်နောက်ကနေပြည့်အဲ့ဒါတော့လူမျိုးဆိုင်အထောက်ပံ့စီးရေကိုကျွန်တော် CCTV တွေတူရှက်တက်ဆင်တာရှိတယ်။နောက်နောက်မျိုးဝင်ကိတ်တွေ ဟလာအနောက်ကျန်တဲ့ဒီကာယနာစခန်းတွေဒီနေရာတွေမှာလည်းကျွန်တော်လူမျိုးတွေဘုံမြင်ဆောင်ရတာရှိတော့ဒါအပြင်ပြည်တော်စုနယ်မြေအတွင်းမှာကြီးမားတဲ့ဒုစရိုက်မရှိပဲမှုကင်းကြဆင်ရေးတွေအတွက်ဖက်စီအရေးအမှုတွေကိုတော့တိုးချက်ဆောင်ရွက်ထားတယ်လို့ဥက္ကိုကောင်ကအခုလိုပြောဆိုခဲ့တာပါတင်နေရတော့တိတ်ကြီးကြီးမမကျွန်တော်တို့ကိုကိုပြပြလည်းမရှိပါဘူးလက်မှုဆိုလည်းကျွန်တော်တို့အကြမ်းပြအမှုကြီးတွေဆိုကျွန်တော်အကြမ်းပြအပြမ်းမြတစ်နေ့မှာ80ပတ်ဝန်းကျင်လောက်ရှိတယ်ဘယ်တော့အဲ့ဒီပတ်ဝန်းကျင်မှာရှိတယ်မွေးစေးွားတွေလည်းကျွန်တော်တို့ကအခုချိန်မှာ ဖန်းစီရမီတာကျွန်တော်ဒီဒါအများပြဖန်းစီရမီတာမရှိဘူးသို့တော့ခါတိုင်းကကျွန်တော်တို့ဒီဖြစ်စဉ်လေးတွေဟိုဒါမွေးဆွေးဖြစ်ဖန်းစီရမှုက20 30ရှိတယ်ဆိုကျွန်တော်အရင်ကစားပြီး50 60လောက်ပေါ့ဘုံမျိုးဖန်းစီရတယ်လေရှိပါတယ်ကြီးကြီးမားမားတော့ကျန်တဲ့ဒီဘီသူလူလူကိုချိန်ကြောက်နိုင်တဲ့တော့ပြားရတော့မရှိဘူးပေါ့ ီတောင်စုနယ်မြေအတွင်းမှာပြည်သူလူထုဆက်တရေကျော်ရှိပြီးရတက်ဖွဲ့ဝင်အင်အားနဲ့အချိုးချပါကရတက်ဖွဲ့ဝင်တဦးကိုပြည်သူ642ဦးအတွက်လုံခြုံရေးတာဝန်ထမ်းဆောင်နေရတယ်လို့သိရပါတယ်။အစိုးရတည့်ရဲ့ဂျက်တရားစီမံကိန်းကိုမေလတရားနေ့ကစတင်အကောင့်ထည့်ဖို့ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်အောင်ကိုကိုလည်းနေပြည်တော်ကနေတင်ပြပို့ထားတာပါ။